မယန်းဒီတွေပေါ်တဲ့ကာလမှာမယန်းဒီကိုတာရှည်ထားခအောင်ထိမ့်သိမ့်တဲ့နီးနဲ့မယန်းဒီအချင်ပေါင်းလှုပ်ရှားနေတဲ့နီးလေးကိုဝေမျှပေးချင်ပါတယ်။ကတ်ထူဆက်ကူလေးနဲ့ထုတ်ပြီးသိမ့်ထားတဲ့မယန်းဒီလေးရဲ့အခုထိကိုလက်ဆက်နေတုံးပါပဲနော်။ရေခဲတက်တာတည်းမှထားတာချင်းအတူတူဒီဟာလေးကတော့လုံးဝကိုမလက်ဆက်တော့ပါဘူးအနာလေးတွေဖြစ်လာပါတယ်နော်။အဲ့ဒါကြောင့်ပပကဘာအသီးဘာအရွက်ပဲဖြစ်ဖြစ်ကတ်ထူဆက်ကူလေးနဲ့ထုတ်ပြီးတော့ရေခဲတက်တာတည်းမှထည့်သိမ့်ထားလေးရှိပါတယ်။ ကတ်ထူစာရွက်လေးကရေကိုဆုပ်ယူနိုင်တဲ့ကတ်ထူဖြစ်ရမယ်။အဲ့ဒါမှအသီးရွက်လေးတွေကလက်လက်ဆက်ဆက်လေးနဲ့တာရှည်ထားခန့်တာပေါ့နော်။အခုဒီမယန်းသီးလေးတွေကိုရေတန့်စင်အောင်ဆေးလိုက်မယ်။ရဲအကြကြီးထားမှာမလို့ပပကတော့ဖန်ပလင်းကိုအသုံးပြုပါတယ်ကော်ဘူးရှိရင်လည်းကော်ဘူးနဲ့တုံးလဲရပါတယ်နော်စားကိုတစွန်းထဲမဲ့အငံကြောက်ရင်တော့ဇွန်းတော့ဝက်ပဲထဲလို့ရပါတယ်နော် စားကိုအေးပြောအောင်အခုလိုလေးလှုပ်လိုက်ပါတယ်စားကလည်းသူ့အတူအေးပြောလဲပါတယ်နော်မယန်ဒီအလုံးကိုနှစ်ချမ်းခွဲမယ်ပြီးရင်သူ့ရဲ့အထက်ထဲမှာရှိတဲ့အစိတ်လေးတွေကိုဇွန်းရဲ့လက်ကင်ဖက်ကနေပြီးတော့မှအဲ့ဒါလေးနဲ့ထိုးကော်လိုက်မယ်ပြီးတော့ကြံနေသေးတဲ့အခွန်လေးတွေကိုလည်းချစ်ထုတ်လိုက်တယ်နော်အလုံးပြီးတော့ပြီဆိုရင်ဒါတွေအလုံးကိုရေနဲ့တန့်စင်အောင်ပြန်ပြီးဆေးလိုက်ပါတယ် စားရည်ထည့်ထားတဲ့ပလင်းထဲကိုအလုံးထည့်လိုက်မယ်အခုနကရည်ကနဲနေတဲ့အတွက်ကြောင့်မလို့နောက်ထပ်ရည်ကိုထပ်ဖြည့်ပေးလိုက်ပါတယ်အလုံးပြီးတော့ပြီဆိုရင်အဖုံးလေးဖုံးပြီးတော့စပွဲပေါ်မှာပဲဖြစ်ဖြစ်ဒီတိုင်းထားထားလို့ရှိရင်ရပါပြီ အဝါရောင်ပြောင်းလာတာကတော့နရက်မြောက်ထားခဲ့တာပါဒါလေးကတော့မလက်ဆက်တဲ့အသီးကိုအလုံးလိုက်စားရည်စိန်ထားတာပါ သူလဲတရှိထားခံဖြစ်သွားတာပေါ့နော်ဒီမယန်းသီးလေးကိုမယန်းသီးအချင်ပေါင်းအဖြစ်နဲ့ဒီနေ့လှုပ်ရှားလို့ရပါတယ်နော်တကယ်လို့ကိုကအရန်အချင်ကြီးမကြိုက်ဘူးဆိုလို့ရှိရင်နော်ခုနှစ်ရက်လောက်ထားပြီးစားလို့ရှိရင်ပို့ပြီးတော့ကောင်းပါတယ် ရေမစေးဘဲနဲ့စားလို့ရှင်စားတဲ့လေးကနည်းနည်းငံတဲ့အတွက်ကြောင့်ပပကရေကို3-4ခါလောက်ဆေးထုတ်လိုက်ပါတယ်အချင်ပေါင်းလှုပ်စားဖို့တကြားသစွန်းထဲ့မယ်အချိုကျရင်တော့အချိုများများထည့်လို့ရတယ်ပဲပုတ်ထည့်ပါတယ်နော်ငရုတ်တီးမုံလေးငရုတ်တီးလော်လေးထည့်ရင်ပိုကောင်းတာပေါ့နော်ပြီးရင်စိမ်းစားငပိငပိမကျရင်မထည့်လဲရတယ်ပပကတော့ငပိကိုနည်းနည်းလေးပဲထည့်ပါတယ် အရည်လေးကနည်းနည်းခြောက်နေလို့ငံပြားရည်လေးကိုနည်းနည်းလေးထည့်လိုက်တဲ့ကြိုက်တဲ့ငံပြားရည်ထည့်သုံးလို့ရတယ်နော်အကြိုက်ချင်းတော့သူမှမဟုတ်ပါဘူးကျွတ်ကျွတ်လေးနဲ့တကယ်စားလို့ကောင်းတယ်ကျန်နေသေးတဲ့မယန်းသီးတွေကိုလည်းစပွဲပေါ်မှာဒီတိုင်းပဲဆက်ပြီးထားလို့ရပါတယ်နော်။တပတ်ကြော်ကြတဲ့အခါမှာစားရည်လေးကနည်းနည်းနှောက်ကြည့်ကြည့်လေးဖြစ်လာတဲ့ပပကအဲ့ဒီစားရည်အဟောင်းကိုတွန်လိုက်ပြီးတော့မှမယန်းသီးတွေကိုလည်းရေ၃ခါ၄ခါလောက်ဆေးလိုက်ပါတယ် ပြီးတော့ပလင်းမှာရေအစ်စ်ထဲလိုက်ပြီးတော့စားလေးကိုဇွန်းတဝက်လောက်ထဲလိုက်ပါတယ်ထည့်ထားတဲ့စားကိုအရေးပြောင်းလို့အခုလိုအထက်အောက်လှုပ်ခါပြီးလိုက်ပါတယ်ရစ်ကြကြထားလို့ရှိရင် တချို့မယန်းသီးတွေကစားရည်ရဲ့အပေါ်ကိုတက်လာတတ်ပါတယ်အပေါ်တက်လာရင်မူတက်တတ်တာမို့လို့ပပကရည်အိတ်ကလေးထည့်ပြီးတော့မှလွတ်နေတဲ့ပလင်းရဲ့အပေါ်လေးနှမအခုလိုမျိုးဖိတိတ်ပြီးတော့ထည့်ပေးလိုက်ပါတယ် ဒီလိုဆိုရင်မယန်းတီတွေကလည်းအပေါ်ကိုတက်မလာတော့ဘူးပေါ့နော်အခုလိုပုံစံမျိုးနဲ့တလကြော်အထိ ထားလို့ရပါတယ်အချိန်ကြကြာပို့ပြီးတော့ထားချင်တယ်ဆိုရင်တော့ရေခဲတစ်တာထဲမှာတိမ်းထားလို့ရပါတယ်နော်မိတ်ဆွေတငယ်ချင်းများလည်းကိုယ့်အိမ်မှာဆန်းလုပ်ကြည့်ပါလို့တိုက်တွန်းပါရစေအားလုံးစိတ်ချမ်းသာကိုကျမ်းမာရှိကြပါစေနော်အားလုံးကိုကျေးဇူးတင်ပါတယ်